လင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေဒီကနေ့ဖတ်ပြပေးမယ့်စာအုပ်ဝေဖန်ချက်ဆောင်းပါးတစ်ပုဒ်ကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစီယုံရေးကော်မတီအားပေါ်ပြည်သူအာဏာကြားနဲ့အမှတ်33 2017ခုနှစ်အောက်တိုဘာလတုန်းမှာဖော်ပြပါရှိတဲ့စာအုပ်တအုပ်ထဲကတည်ကောင်းစရာများဆိုတဲ့ဆောင်းပါးဖြစ်ပါတယ် စာအုပ်တအုပ်ထဲကတည်ကောင်းစရာများ၁စာအုပ်တအုပ်ဆိုတာကလုပ်ငန်းခွင်ကဒုက္ခများ occupational hazards ပါတည်ကောင်းစရာတွေဆိုတာကတိမ့်ပိုက်ခံပြီးစားအီရတ်မှာအမေရိကန်တွေဘာလုပ်ခဲ့တယ်ဆိုတာကိုသိဖို့ပဲရေးတဲ့သူစတူဝတ်ကအီရတ်ကပြည်နယ်တစ်ခုမှာပြည်နယ်အုပ်ချုပ်ရေးညှိနှိုင်းရေးမှူးနဲ့တွဲဖက်ပြီး ဒုတိယညှိနှိုင်းရေးမှုလုပ်ခဲ့သူဖြစ်လို့တစုံတရာခိုင်ပါတယ်။သူ့လက်တွေ့တွေကြီးရေးထားတာပဲ။လူပြောသူပြောမဟုတ်ဘူး။ပြီးတော့တီကောင်းစရာအကောင်းဆုံးက အမေရိကန်ရဲ့ကိုလိုနီသစ် လုပ်ပုံကို လေ့လာနိုင်ဖို့ပါ။ကိုလိုနီဟောင်းနဲ့ဘာတွေကွာခြားတယ်လဲဆိုတာကိုနှိုင်းရှင်ကြည့်နိုင်လို့ပါ။နှိုင်းရှင်ကြည့်တော့တူတာတွေအများကြီးတွေ့တယ်။မတူတာတွေလည်းတွေ့ရတယ်။ နိုင်ရှင်စရာကလည်းဝေးဝေးရှာစရာမလိုဘူး1885 86ဗမာပြည်လက်တွေ့နဲ့နိုင်ရှင်ကြည်ယုံပဲနိုင်ငံရေးစနစ်မှာတူတာတွေကတီရှိနေတဲ့နိုင်ငံတော်အုပ်ချုပ်ရေးဟောင်းကိုချက်ချင်းဖျက်ပစ်တယ်။တီရှိနေတဲ့နိုင်ငံတော်စစ်တပ်ဟောင်းကိုချက်ချင်းဖျက်ပစ်တယ်။သူ့ကြုံမခံလို့သူတွေရဲ့ပုံကံမှုကိုအပြင်းထန်ချိန်မုံပစ်တယ်။ပြည်သူတွေကိုတရားဥပဒေစိုးမိုးရေးဆိုပြီး ငြိမ်ဝှက်ပြပြအောင် ရရက်ဆက်ဆက်လုပ်တယ်။တိုင်းပြည်ရဲ့အုတ်ဆောင်ကို ဖန်ဆီးအေးအေးယူတယ်။လက်ဝေကန်လူအလှော်တရက်ကို မွေးမြူတယ်။မတူတာတွေကပြည်သိမ်းတပ်ဗိုလ်ချုပ်ကဗမာပြည်မှာလို့စစ်အုပ်ချုပ်ရေးအာဏာပိုင်မလုပ်ဘူး။အုပ်ချုပ်ရေးမှူးချုပ်ဆိုပြီးအရက်သားတယောက်ကိုပဲဝါရှင်တန်ကခန့်တယ်။ Empire ထဲမှာတုတ်သွင်းလိုက်ပြီလို့မကြီးညာဘူး။ Iraq တွေကြီးပါတဲ့အုပ်ချုပ်ရေးကောင်စီဆိုတာကိုဖွဲ့တယ် ပြီးတော့အခြေခံဥပဒေပြင်ဆင်ရေးကော်မတီဆိုတာကိုဖွဲ့ပေးတယ်။အခြေခံဥပဒေမူကြမ်းရေးစီတယ်။နောက်ပြည်သူ့ဆန္ဒခံယူပွဲဆိုတာလုပ်ဖို့အထွေထွေရွေးကောက်ပွဲ လုပ်ဖို့ပဲ။2003အေဘရာမာဘက်ဒက်မြို့တော်ကိုတင်းတယ်။2004ဂျွန်မာအီရတ်ယာယီအစိုးရကို အချုပ်ချအာဏာပြန်ပြီးလွှဲပေးတယ်လို့လုပ်တယ်။ကိုလိုနီမထားတဲ့နယ်ချက်စနစ်သစ်ဆိုတာကိုပုံဖော်တာဖြစ်တယ်။ စီးပွားရေးစနစ်မှာတူတာတွေကတိုင်းပြည်ရဲ့စီးပွားရေးအသက်သွေးကြောမှန်သမျှကိုလက်ဝကြီးအုပ်ထိန်ချုပ်တာမှာတူတယ်။တိုင်းပြည်ရဲ့တယံဇာတတွေကိုချုပ်ကန့်ချေလေထုတ်ယူရောင်းချတာကိုလက်ဝကြီးအုပ်ပြည်လောက်တာမှာတူတယ်။မတူတာက အင်္ဂလိပ်နယ်ချက်စနစ်ဟောင်းကဗျောင်သိမ်းတယ်။အမေရိကန်နယ်ချက်စနစ်သစ်ကတင်တာခေါ်တာကန်ထရိုက်ပေးတာစတာတွေလုပ်တယ်။ထူးတော့မထူးပါဘူး။အမေရိကန်ကုမ္ပဏီတွေပဲရကြတာပါ။ အမေရိကန်ကရေနံတွင်းတွေပြန်လည်ပတ်ဖို့လျှက်စစ်မီပုံမှန်ရဖို့ကိုအလေးပေးတယ်။ဒါကလည်းတင်ရန်ဇာတမတူကြလို့ပဲ။နာမည်အမျိုးမျိုးနဲ့နိုင်ငံတကာ NGO တွေအီရတ်မှာတိတ်များတယ်။ contract ဆိုတာတွေကလည်းများတယ်။ colony ဟောင်းမှာဒါမျိုးမရှိနိုင်ဘူး။သာသနာပြုလုပ်ငန်းပဲရှိတယ်။အမေရိကန်ကဒေါ်လာတွေဘီလီယံနဲ့ချီပြီးအီရတ်ထဲသွင်းလာတယ်။ဒေါ်လာရာဒဏ်တွေကိုကျင့်နေအောင်အုတ်ခဲတခဲလို့ဖြစ်နေအောင်လုပ်ပြီး ဒေါ်လာတသန်းတန်အုပ်ခဲတွေဘီလီယံနဲ့ချီပြီးသွင်းလာတယ်။ထုတ်ပေးရင်လည်းဒေါ်လာတသန်းဘိုးအုပ်ခဲကို ထုတ်ပေးတာလို့ဆိုတယ်။စာရေးသူစတူဝတ်ကိုတလအတွင်းကုံအောင်သုံးဖို့ဆိုပြီးဒေါ်လာ10သန်းထုတ်ပေးတဲ့။သူက project တွေလုပ်ပြီးသုံးတာကုံအောင်မသုံးနိုင်လို့တသန်းခွဲပြန်အပ်ရတဲ့။အင်္ဂလိပ်နေချက်သမားဟောင်းကတော့စစ်ရော်ကြီးဆိုပြီးတောင်းတယ် အဖိုးရန်ယတနာတွေကိုဗျောင်းယူတာတမျိုးခိုးယူတာတမျိုးလုပ်ပြီးအင်္ဂလန်ကိုပို့တယ်။အမေရိကန်ကတော့ဒေါ်လာတသန်းနဲ့အုတ်ခဲတွေဘီလီယံနဲ့ချီပြီးအီရတ်ကိုသွင်းလာတယ်။ကန်ထရိုက်တွေ NGO တွေအုပ်ချုပ်ရေးမှုတွေက project အမျိုးမျိုးတည်ထွင်ပြီးအဲ့ဒီဒေါ်လာတွေကို ပြန်ယူသွားကြတာပဲလုပ်တယ်။ American ခွန်တန်းတွေရဲ့ဒေါ်လာတွေအီရတ်ဝင်လာပြီး American လက်ဝကြီးအုပ်ရင်းရှင်တွေက American ကိုပြန်ယူသွားတယ်ဆိုတဲ့သဘောပဲ။ စရင်မရှိအင်းမရှိပျောက်သွားတဲ့ဒေါ်လာတွေလည်းဘီလီယံနဲ့ချီပြီးရှိတယ်လို့ American media တွေမှာအတန်ထွက်လာတာတွေ့ရတယ်။ Stewart ရေးတဲ့အထက်မှာရဲစရာလိုလိုဟာတွေလည်းတွေ့ရတယ်။အတီပေါင်းနဲ့ဟာတာနှော့ပြီး American colony သစ်လှုပ်ဟန်ကိုတယောထားတာလို့ထင်ရတယ်။ Italy လူမျိုး engineer အသက်60အဖိုးကြီးကသူတို့ထဲမှာလှုပ်သက်အရင်ဆုံးပဲတဲ့။ဒါပေမဲ့ သူ့အလုတ်ကဘာလဲဆိုတာဘယ်သူမှ မသိကြဘူးတဲ့သူကင်ထားတဲ့ကပ်ပြားမှာတော့အထူး project များလို့ပဲရေးထားတဲ့အဲ့ဒီ engineer ကသူ့ရေချိုးခန်းထဲမှာရေပန်းနဲ့ဆက်ပြွက်တင်တဲ့အပိုင်းရဲ့ကြားမှာထူးထူးဆန်းဆန်းခလုတ်တစ်ခုရောက်နေတယ်ပြောလို့တွားကြည့်ကြတော့မပေါက်ကွဲသေးတဲ့ motor ဘုံတလုံးဖြစ်နေတဲ့မော်တာဘုံကိုတော့မသိတဲ့အင်ဂျင်နီယာကရေချိုးကန်းကခလုတ်တစ်ခုထင်းနေပုံက တယောတာပါတော့စတူဝတ်ကအင်္ဂလန်ပြည်သားပဲအင်္ဂလိပ်ကအီရတ်ကိုကိုလိုနီဖြစ်အုပ်စိုးမှုတဲ့အရှင်သခင်ဟောင်းပဲငြိမ်ဝှက်ပြပြအောင်ဘယ်လိုအုပ်ချုပ်ရမယ်ဆိုတာကိုသိတယ်ရှီယာမွတ်စလင်ဆွန်နီမွတ်စလင်ကတွေကွဲပြားနေုံမကလူမျိုးအုပ်စုတွေအများကြီးဘာသာရေးဆရာကြီးတွေအများကြီးကလည်းဩဇာကြီးကြတယ်ကွဲနေကြတယ် သူတို့ချင်းလဲရန်လုံနေကြတယ်။ကိုလိုနီ ပုံစံဟောင်းအတိုင်းလုံမှရမယ်လို့လဲမကွယ်မဝက်ရေးတာတွေအများကြီးတွေ့ရတယ်။အမေရိကန်တပ်တွေနဲ့အတူ တွဲပါလာတဲ့အင်္ဂလိပ်တပ်အီတလီတပ်တွေက ဆိုရင်မြန်မြန်အိမ်ပြန်ကြင်ကြတယ်။အီရတ်ရဲ့လုံခြုံရေးကိစ္စကအမေရိကန်ရဲ့တာဝန်ပဲလို့ပြောပြီးသူတို့ကရှောင်းနေကြတယ်။အမေရိကန်ရဲ့ကိုလိုနီသစ်ပုံစံကအလုံးမဖြစ်ဘူးဆိုတာလဲသိနေကြလို့တမင်ရှောင်းနေကြတာပဲ။ ဒီမိုကရေစီရေးလူခွင့်ရေးလူစွမ်းအားမြင့်တင်ရေးစတဲ့စတဲ့အမေရိကန်နေရဲ့လက်သုံးစကားတွေနဲ့အလုံးမဖြစ်ဘူးလို့သိနေကြတယ်။ဆရမ်ဟူစိန်ကိုယမန်ရှာပြီးဖြုတ်ချထားတဲ့အမေရိကန်အတွက်ကလည်းဆရမ်ဟူစိန်လိုပဲအကြမ်းမတမ်းအုပ်ဆိုးလို့မဖြစ်ဘူး။ဒါကြောင့်အတန်ကောင်းဖြစ်နေတာပါ။ကိုလိုနီလောက်တာကို ဖုံးကွယ်ဖို့ဒီမိုကရေစီရေးလူခွင့်ရေးလူစွမ်းအားမြင့်တင်ရေးစတာတွေပြောနေတာပဲ။ဒါကို စတူဝတ်ကသိတယ် အတွင်းကြကြသိတယ်။အီရတ်ရဲ့ပြည်ထရေးဝင်ကြီးလှုပ်ဖို့ပလိတ်တွေရဲ့အကြီးအကဲလှုပ်ဖို့နယူးယောက်ကရေမင်းကြီးဟောင်းကို ခေါ်ပြီးခန့်ထားတာအီရတ်တွေအချင်းချင်းကိုရန်တိုက်ပေးနေတာကိုသိတယ်။ American အီရတ်အုပ်ချုပ်မှု Brahma ကလည်းသူ့ပြည်နယ်အုပ်ချုပ်ရေးညှိနှိုင်းရေးမှုတွေကိုခက်ချင်းချင်းပြောထားတာပဲ။ Stewart တို့စီပို့တဲ့ email တစ်စောင်မှဆိုရင်အီရတ်မှာရွေးကောက်ပွဲလှုပ်ဖို့မဖြစ်နိုင်သေးဘူး။ကောင်စီတွေအုပ်ချုပ်ရေးမှုတွေကို ကျုပ်တို့ကခံထားရမှာပဲဒီလိုနဲ့သူတို့ရဲ့အခွင့်အာဏာကိုကန့်သက်ထားနိုင်တယ်သူတို့ရဲ့အတွင်းရေးကို ဝင်ပြီးဆွတ်နိုင်တယ်ရွေးကောက်ပွဲလုပ်ပေးပြီးရင်တော့အဲ့ဒီလို ချုပ်ကင်နိုင်တော့မှာမဟုတ်ဘူးလို့ပွင့်ပွင့်လင်းလင်းကြီးခဲ့တယ်2004မတ်လမှာတော့အမေရိကန်မဟာမိတ်တပ်တွေခဏခဏတိုက်ခိုက်ရတယ်လောင်စာစီလော်ရီကားတွေတိုက်ခိုက်ရတယ်လူပြန်ပေးဆွဲတာတွေများလာတယ်အီရက်ပလိတ်တွေကသူတို့တပ်ဖွဲ့တွေကို လေးစားတိုးပြီးဖွဲ့ပေးဖို့စစ်စေးရေးစခန်းတွေအများကြီးဖွင့်ပေးဖို့လောင်ချာတနက်တွေတက်ဆင်ပေးဖို့ထောက်လိုင်းရေးတပ်ဖွဲ့တိုးချက်ပေးဖို့တောင်းဆိုလာတယ်။စတူဝတ်နဲ့သူ့အထက်ကအမေရိကန်တို့ကလည်းအဲ့ဒီလိုလုပ်ရင်ဆဒမ်ဟူစိန်နဲ့ဘာထူးတော့မှလဲဆိုပြီးပယ်ချတယ်။နောက်တော့ပြည်နယ်တစ်ခုလုံးက ပလိအကြီးကဲတွေအားလုံးပါတဲ့အစည်းအဝေးလုပ်တယ်။အစည်းအဝေးကိုတယ်လီဗေးရှင်းပြဖို့ရုပ်တံရိုက်တယ်။အဲ့ဒီအစည်းအဝေးမှာ ပလိအရာရှိကြီးနဲ့အီရက်ပြည်နယ်အုပ်ချုပ်ရေးမှူးသူ့ကိုစတူဝတ်တို့ကညှိနှိုင်းရမှုနာမည်ခံပြီးကြိုးကင်ထားတာပဲအီရက်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့အချီအချစကားများကြတယ်အဲ့ဒီတော့စတူဝတ်ကဝင်ပြီးဆက်သားဂိုင်းသား6ယောက်ကတမျိုးလုံးကိုဝင်ပြီးတောင်းကျမ်းသွားတာကိုမင်းတို့ပလိအဖွဲ့မတားဆီးနိုင်ပါလားမျိုးကောင်စီကိုဖြုတ်ချတာကို မတားနိုင်ပါလားဆိုပြီး ဝင်ပြောတော့အဲ့ဒီပလိတ်ကြီးက အဲ့ဒါမင်းတို့ကြောင့်ပဲဒို့ကိုကောင်းကောင်းလေ့ကျင့်မပေးဘူးလက်နက်ကောင်းတွေတက်ဆင်မပေးဘူးဆိုပြီးစတူဝတ်ဘက်ကိုဒေါသမျှဦးလှည့်လာတယ်အဲ့ဒီတော့ရုတ်တံရိုက်နေတဲ့ဟာကိုအာလုံးပိတ်ပစ်ဖို့ပြောပြီး စတူဝတ်ကကျွန်တော်ရေးကြည့်တာပြောမယ်ခမားပြောတာမှန်တယ်ကျွန်တော်တို့အမှားညွန်ပေါင်းတက်တွေရဲ့အမှားပဲခမားတို့ကိုလက်နက်တက်ဆင်မပေးခဲ့ဘူးလေ့ကျင့်မပေးခဲ့ဘူးခမားတို့ကိုတက်ဆင်ပေးမယ်လို့အာမခံဒါတာတွေလည်းမပေးခဲ့ဘူး လုံုံရေးကိုလည်းကောင်းအောင်မလုပ်ခဲ့ဘူးခမည်းတော်ပြောတာဒီမှန်ပါလေဒါပေမဲ့ပြဿနာက ခမည်းတော်ဘာလုပ်ကြမလဲဆိုတာပဲကျုပ်တို့ကရက်ပိုင်းတွင်အိမ်ပြန်ကြတော့မှအင်္ဂလိပ်တွေကိုဆိုလိုတာဂျွန်လာနောက်ပိုင်းကျရင် ခမည်းတော်ဘယ်လိုလူအဖွဲ့စည်းလုပ်ကြမလဲဆိုတာပဲကျုပ်ကဘောကံမှာဓာမျိုးကြုံငယ်ဘူးပြီဒီလာတဲ့ပါပဲခမည်းတော်စီမှာလဲရွေးကောက်ခံ ကောင်းစည်းဝင်နေအတိုက်ခံနေရပြီသူတို့ယုံငန်းထဲမှာပဲ ညှင်းဆဲခံရပြီလူပြန်မေးဆွဲတာတွေများပြီလောင်ချာနဲ့ပြစ်ခံရတာတွေများပြီရှေးဟောင်းပစ္စည်းတွေလူရက်ခံရပြီအုတ်ချုပ်ရေးယုံ မော်တာနဲ့ထုခံရပြီပလိတ်တွေအတိုက်ခံရပြီအကျဉ်းထောင်တွေကရာဇဝတ်အကျဉ်းသားတွေလွတ်ပေးနေကြပြီဒီပုံစံတိုင်းဆိုရင်နောက်6လဆိုရင်ပြည်တွင်းစစ်ကြီးတွေ့ရတာထက်နိုင်ငံရေးပါတီတွေပြည်သူစစ်ဖွဲ့တွေဘာသာရေးဂိုင်းတွေအချင်းချင်းအပြန်အလှန်တတ်နေတာတွေတွေ့ရတော့မှာပဲ ဘ ਹੁ အစိုးရဆိုတာလဲရှိမှာမဟုတ်တော့ဘူးဒါကိုကာကွယ်နိုင်တာခမရတို့ပဲရှိတယ်ခမရတို့ရဲ့အာဏာပိုင်မှုကိုအရယူကြပါဘယ်သူတွေဘာမှားတယ်လဲဘာကြောက်မှားတယ်လဲဆိုတာပြောမနေရနဲ့တုတ်ကဒီကနေအိမ်ပြန်တော့မှာပဲခမရတို့အချင်းချင်းအတူတွဲလို့ကြပါဒီလိုပြောတော့သူ့အတန်တွေတုံးနေတယ်ကြေကွဲနေတယ်ဟုတ်မှာပါအမေရိကန်တက်တဲ့အမေရိကန်အုပ်စိုးသူတွေပဲ အီရက်မှာကြံရင့်မှာကိုသူသိတယ်။အချင်းချင်းသွေးခွဲရန်တိုက်ပေးတဲ့ American policy ကိုသူသိတယ်။ကိုလိုနီသစ်ဆိုတာအဲ့ဒီလိုပဲ။ American ကိုရှစ်ခိုးဥတင်ထွက်မသွားပါနဲ့ခမရတို့ရှိမှဖြစ်မှာပါ။ American တပ်တွေချက်ထားဖို့စာချုပ်ချုပ်ထားပါမယ်လို့ပြောနေရအောင်လုပ်တဲ့နည်းပဲ။မကြခင်ကကြားရတဲ့သတင်းတစ်ခုရဆိုရင်အီရက်ဆိုရက American တပ်တွေဆက်ထားဖို့စာချုပ်ချုပ်မယ်ဆိုရင် ဆက်ပြီးနေရမှာပေါ့ဆိုတဲ့လေတံကြားရတယ်။အသေးခံဘုံခွဲတာတွေလည်းပြက်တယ်မရှိဘူး။ဆန်နီတွေကခွဲလိုက်၊ရှီယာတွေကခွဲလိုက်အစိမ်းရောင်ဒုံညိုကြီးနေမိတဲ့ဘုံခွဲခံနေရတယ်။အီရက်ဆိုရဖွဲ့ကလည်းအာနာခွဲဝေမှုအသားကျနေတာမဟုတ်ဘူး။ဆန်နီနဲ့ရှီယာမုစလင်ချင်းအဝေးမတက်တာပဲ။ရွေးကောက်ပွဲကလည်းအပြေမဟုတ်တာရှင်းနေတယ်။ရုပ်ပြသမရကိုတော့ကတ်လူမျိုးစုကိုပေးထားတယ် ကာလူမျိုးစုတဲမှာကလည်းပြဿနာလေးနဲ့ပဲ၃စာအုပ်ကိစ္စကတော့ဒီလောက်ပါပဲ Iraq စက American Conservative လက်သက်တွေစခဲ့တာပါ အခု Liberal သမ္မတကလည်း American ပုံစံကိုလိုနီသစ်ကိုဆက်ပြီးလုပ်နေတာပါမကြာမီမှာ American သမ္မတရွေးပွဲပြန်လုပ်ပါတော့မယ် Conservative လက်သက်နဲ့ Liberal လက်သက်တို့ရဲ့စကားစစ်ထိုးပွဲမှာ Iraq ကိစ္စပြန်ပေါ်ကြမလားဆိုတာ စောင့်ကြည့်ကြရမှာပါ ကိုလိုနီလက်သက်အကြောင်းဆက်ပြီးလေ့လာနိုင်မှာထင်ပါတယ်လေ့လာကျင်တာကပညာရှာဖို့မဟုတ်ပါဘူးဗမာပြည်မှာလည်းကိုလိုနီလက်သက် ကိုအာယုံကြနေတဲ့သူတချို့ရှိနေလို့ပါ2003မှာအီရတ်ကို Bush အစိုးရကဝန်တိုက်တော့ဗမာပြည်ကိုလည်းဒီမိုကရေစီရေးလူခွင့်ရေးလွတ်လပ်မှုတို့အတွက်ဝန်တိုက်ပေးပါလို့ရေးသူတချို့ရှိတယ်အဲ့ဒါကိုကြွက်မနိုင် ကြီမီရှုခိုင်းတဲ့နီးပဲလို့ဘာကဘာကပြောတော့ ကွယ်လွန်သူကြေးမုံဦးတောင်းကဘာကပလရလာဒေါင်းလာလို့ရေးဘူးတယ်ဒီအတွေးခေါ်မျိုးက ကြေးမုံဦးတောင်းတရားပဲရှိတာပေါ့ဘူးကိုလိုနီဟောင်းဆိုတာ19ရာစုပုံစံပဲ21ရာစုမှာလုပ်လို့မရပါဘူးဒါကြောင့်ကိုလိုနီသစ်ပုံစံလုပ်နေကြတာပါသစ်သစ်ဟောင်းဟောင်းကိုလိုနီလုပ်ကြတာပါပဲ